ဘရူနိုရဲ့နေရာမှာအစားထိုးဖို့အတွက်လှုပ်ရှားမှုတွေစတင်ပြုလုပ်နေတဲ့ United ပရိသတ်များလုံးဝမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Joy Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ် Manchester United အသင်းကလည်း Bruno Fernandes တယောက်ထွက်မယ်မထွက်ဘူးဆိုတဲ့သတင်းတွေဟာအခုချိန်ထိပြသားခြင်းမရှိသေးပဲထွက်တော့မယ်မထွက်ပါဘူးဆိုတာနဲ့ပြီးဆုံးနေကြတာပါ Manchester United အတွက်တော့ Bruno Fernandes အမှရှိမှဖြစ်ကစားသမားတယောက်ဖြစ်လို့သူညမှာအစားထိုးနိုင်မယ်ကစားသမားဆိုတာခက်ဆက်ရှားလို့ဆိုရမှာပါ ဘလူးနော်လူစားမမြောက်ရခါရှာရှာလို့ဇွားမှာဖြစ်ပြီးတော့အသင်းကိုဥဆောင်နိုင်တဲ့ရေးချင်းအသေးတွက်ဆိုရင်ရှေ့ကနေအမြဲလိုလိုရတည်နေခဲ့သူလည်းဖြစ်ပါတယ်။နောက်ပြန်ဒီပြစိတ်ကြိုက်နေအောင်စားစားနိုင်တဲ့အစွမ်းစားတွေကိုလည်းဘလူးနော်ဖာနန်ဒက်စာပိုင်ဆိုင်ထားကြတာဖြစ်ပြီးတော့အသင်းအတွက်လိုအပ်တဲ့အတွင်းကိုတွေလည်းဘလူးနော်ဖာနန်ဒက်စာသွင်းပေးနေခဲ့သူပါ။မန်ချက်စတာယူနိုက်တက်အသင်းအတွက်အတွင်းကိုရောဂိုးပန်နီးမှုတွေကိုပါဖြေရှင်းပေးနေခဲ့သူတယောက်ဖြစ်ပြီးတော့သူ့လူကစားမမြောက်ကသူတယောက်တည်းသာရှိတယ်လို့ပြောလို့ရပါတယ်။အဲလိုစားမမြောက်မန်ချက်စတာယူနိုက်တက်အသင်းဘက်ကတော့စားမကိုယ်တိုင်ကပြောင်းရွှေ့ခြင်းနဲ့ဆိုရင်ပြောင်းရွှေ့ခြင်းပြုသွားဖို့တော့ဆုံးဖြတ်ထားခဲ့တာပါ။ ုထောင်ဆုံးထွက်ပေါ်လာခဲ့တဲ့တွင်ရမန်ချက်စတာယူနိုက်တက်တရားဘရူနိုဖာနန်ဒက်စ်ရဲ့နေရာမှာအစားထိုးဖို့အတွက်ကစားသမားတွေကိုလောင်ရှားဖွင့်နေခဲ့ကြပြီလို့သိရပါတယ်။ဒါအကျိုးရပြေစေမှုလားဒါမှမဟုတ်ဘရူနိုဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့ကတေးချာနေခဲ့လို့လားဆိုတာစဉ်းစားခြင်းစရာဖြစ်နေခဲ့တာပါ။ဘရူနိုဖာနန်ဒက်စ်ဟာဆော်ရီလေးကိုပြောင်းရွှေ့သွားခဲ့မယ်ဆိုပြီးသူ့နေရာမှာအစားထိုးဖို့အတွက်ဆော်ရီလစ်ဘွန်ကွင်းလိုက်လို့ဘက်ဒရိုဂွန်ကဗက်စ်ကိုပေါင်သန်း80နဲ့ကမ်းလှမ်းသွားမှာဖြစ်တယ်ဆိုပြီးသတင်းတွေကဖော်ပြသွားပါတယ်။ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ပြီးဆော်ရီထိပ်သီးကလပ်အေလေတင်းကဂျိုးပန်းနေပြီးတော့တဘလာစာပေါင်း9သိန်းပြောင်းရွှေ့ခြင်းဖြင့်ပေါင်တန်းတရာနဲ့ကမ်းလှမ်းမှုအသိရှိနေလို့ ဘရူနိုဖာနန်ဒက်စ်ကို၃နှစ်စာချုပ်ချုပ်ဆိုဖို့အတွက်ပေါင်သန်းနေရာထိသုံးဆွဲသွားဖို့စီစဉ်ထားခဲ့ကြတာပါ။ယူနိုက်တက်အသင်းနဲ့ဒီပြအမိုရီနာတို့ရဲ့အသင်းကောင်းဆောင်ဆက်ပြီးတော့ထိန်းထားခြင်းပဲပဲ။အသက်32နှစ်ပြည့်တော့မယ်ဇာမာတူးအတွက်ပေါင်သန်းတရာထိပြောင်းရွှေ့ရေးရမယ်ဆိုတာကမတ်လောက်စရာဖြစ်နေလို့ဘရူနိုဖာနန်ဒက်စ်တို့လည်းအဲ့လေအသင်းကိုပြောင်းရွှေ့မယ်ဆိုရင်မြန်မာနဲ့လာဆောင်ငွေကိုခန်းစားရှိမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဘရူနိုဖာနန်ဒက်စ်ရဲ့အေဂျင်ဟာရီယယ်မြို့ကဟိုတယ်တစ်ခုမှာအဲ့လေအသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးတော့ပြောင်းရွှေ့ကိစ္စဆွေးနွေးမှုတွေကအပေါင်းလက္ခဏာဆောင်ရွက်တယ်လို့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အဲ့လေတင်းဟာသူတို့အသင်းစီကိုပြောင်းရွှေ့ဖို့ဆန္ဒရှိမှရှိနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့တောက်ကြာနေ့ကနောက်ဆုံးထားပြီးတော့အဖြေပေးဖို့အတွက်ပေါ်တူဂီသားကွေးလိုက်ကစားမအောင်တောင်းဆိုထားခဲ့သူကိုအဲ့ဒီတတ်မှတ်ထားရက်ကကြော်လွန်သွားပြီဖြစ်ပေမဲ့ဘလို့ရလာထွက်ပေါ်လာလဲဆိုတော့ရှင်းရင်းလေးမသိရသေးပါဘူးတကယ်လို့ဘလူးနိုဖာနက်ဒက်စ်ကိုသာလက်လွှတ်ရမယ်ဆိုရင် United တင်းဟာ Sporting Lisbon ကွေးလိုက်လို့ Gongavas ကိုကြိုးပမ်းသွားဖို့တဲ့အသိပြင်ဆင်ထားခဲ့ကြတာပါအသက်26နှစ်ရွယ်ရှိနေဖြစ်တဲ့ Gongavas ဟာ Premier League Club ဟူသင်းရဲ့ Academy ကနေထွက်ပေါ်ခဲ့ကစားမဖြစ်ပေမဲ့ Senior အသင်းတို့တပွဲသာကစားပေးထားခဲ့ပြီးပြီးခဲ့တဲ့နောက်19 20မှာပေါ်တူဂီလိကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ် Amoria Sportless Bone တေးကိုဂိုင်းရွက်ခဲ့တဲ့ကာလာတွင်2020ခုနှစ်မှာ Gongabas ကိုခေါ်ယူခဲ့ပြီးတော့သူ့ရဲ့ပြောင်းလဲပေးမှုနဲ့အတူ Gongabas ကတိုက်စစ်အားတန်နဲ့ကွင်းလည်လူဖြစ်လာသလိုတောင်မန်တိုက်စစ်နေရာမှာမှာကစားနိုင်သူဖြစ်ပါတယ်။2020 2021မှာ Gongabas က23ခုထိသွင်းပြီးတော့ Sportless Bone အသင်းအတွက်16နှစ်ကြာဝေးကွာတဲ့ Portuguese Mapi Champions ကိုပြန်လည်ပြီးရရှိအောင်ခြေစွမ်းပြကူညီပေးခဲ့ပါတယ်။2024 2025မှာ Gongabas ဟာပေါင်ကျသားဆုပ်ပြဲတဲ့ဒဏ်ကြောင့်9လထိနားယူခဲ့ရပေမဲ့အသေးနဲ့အတူတတိယအချိန်မြောက် Portuguese Mapi ဖလား Portuguese ရုံးထွက်ဖလားတွေရယူပေးနိုင်ခဲ့တာပါ။ ကွန်ကဘတ်ကိုအက်စတိုမီယာအသင်းကလည်းပြတ်မှတ်ထားနိုင်မယ်ဆရာအမ်မိုရီရှိတဲ့ United သင်းကုန်းသားကွန်ကဘတ်နေနဲ့ပြောင်းရွှေ့ဖို့နှီးစနေကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။